ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်ခန်းကြီး1အငယ်8ကနေ10ဖြစ်ပါတယ်။ကိုအပြစ်မရှိဟုငါတို့ဒီဆိုရင်ကိုကိုကိုလက်ဖြားကြ၏။ငါတို့၌တစ္ဆာတရားမရှိ။ကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လင်ငါတို့အပြစ်များကိုလွတ်၍ဒုစရိုက် ရှိသည်များနှင့်ကင်းစေခြင်းကဖယားသခင်ဒီတစ္ဆာတရားနှင့်၎င်းဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏။ ဒုစရိုက်ကို မပြုတ်ပြီဟုငါတို့ဒီဆိုရင်ဘုရားသခင်ကိုမို့သားအပြစ်တင်ကြ၏နှုတ်ကပတ်တော်ဒီလေငါတို့၌မရှိချက်တော်ညီကိုမောင်မတို့တတိထားရမှာကရှင်ယောဟန်ဩဝါဒစာဆောင်ဟာယုံကြည်သူတွေကိုရေးပေးတဲ့စာဆောင်ဖြစ်ပါတယ်ဒါအရင်ဦးဆုံးနားလည်ထားရင်အခုနောက်ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းချက်ဟာယုံကြည်သူခရိယန်တွေကိုအပြစ်ဝင်ချဖို့ ရှင်ယောဟန်ကမာကြားနေတယ်ဆိုတာကျွန်တော်တို့ကောင်းကောင်းလေးနားလည်ရမှာเนาะနောက်ပြီးတော့မှရှင်ယောဟန်ဩဝါဒစာ ပထမစာဆောင်ခန်းကြီး1အငယ်1မှာချစ်သားတို့တင်တို့ဒီဒုစရိုက်ကိုမပြုစေခြင်းကဤအရာများကိုတင်တို့အားငါရေး၍ပေးလိုက်ဤတဆုံတယောက်သောသူဒီဒုစရိုက်ကို ပြုမိလင် ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်သည်ဟူသောငါတို့အမှုဆောင်သခင်ဒီခမည်းတော်ထံ၌ရှိတော်မူဤ ဒီကျမ်းချက်ကအင်မတန်ရှင်းလာပါတယ်ခရိယံယုံကြည်သူတွေကို ရေးပေးလို့ချက်သားတို့ရေးထားတာဖြစ်ပါတယ်ခရိယံယုံကြည်သူတွေကိုတဲ့ရှင်ယောဟန်ကကျမ်းစာထဲမှာဘလို့ရေးလဲဆိုရင်ဒူးစရိုက်မပြုတ်ဖို့ရန်အတွက်တမာကျမ်းစာအဖြစ်သင်တို့ကိုတုံတင်မယ်တဲ့ဒါပေမဲ့တစုံတယောက်ကအားနေပြီးမှဒူးစရိုက်ပြုတ်မိတယ်ဆိုရင်သခင်ယေရှုစီမှာဆုတောင်းပါတဲ့သခင်ယေရှုစီကနေပါဖြစ်လဲခမီးတော်ထံမှာကျွန်တော်တို့အတွက်အမြဲတမ်းကျွန်တော်တို့ခွင့်လွတ်ပေးဖို့စောင့်နေတယ်အာမင် ဒါကိုကြည့်ခြင်းအပြင်ယုံကြည်သူခရိယန်တက်တာထဲမှာအပြည့်ဝချခြင်းကအင်မတန်အရေးကြီးပါတယ်။အားနည်းမိတိုင်းမှာအပြည့်ဝချဖို့ရန်အတွက်ကျမ်းစာထဲမှာအများကြီးဖော်ပြထားတယ်။ယုံကြည်သူခရိယန်တက်တာထဲမှာအပြည့်မရှိတော့ဘူးဟေးဂျေစုတော့ဟိုအပြည့်ပြုမိရင်လည်းဂျေစုတော့ချီးမွမ်းပါဆိုတာကျမ်းစာ66ကျမ်းကပောက်ကျမ်းကနေဟိုးဗာလေဗျာဒိတ်ကျမ်းအထိဘယ်မှမှရှာလို့မတွေ့တဲ့အရာဖြစ်ပါတယ်။ ဒီနေ့ဒီနေရာမှာတတိထားရမှာကကျွန်တော်တို့ဝန်ချတောင်းပန်မှပဲဘုရားသခင်ကခွင့်လွတ်နိုင်တာမဟုတ်ပါဘူးဘုရားသခင်ကခွင့်လွတ်ပြီးသားဖြစ်ပါတယ်ဟာလေလုယာဘာနဲ့တူလဲဆိုတော့သခင်ယေရှုခရစ်တော်ကယ်တင်ခြင်းကယ်တင်သွားတာတလောကလုံးအပါဝင်ဖြစ်တယ်စဉ်းစားမိလားဒါဒီကိစ္စကိုသခင်ယေရှုခရစ်တော်လဝါးကားတိုင်းမှာအသေးခံစတေးသွားတာကတလောကလုံးလူသားအပါဝင်ဖြစ်တယ်ယုံကြည်သူမယုံကြည်သူအကုန်အပါဝင်ဖြစ်တယ် လောကလူသားအားလုံးရဲ့အပြစ်ကိုသူယူဆောင်သွားတယ်ကားတိုင်းမှာဒါပေမဲ့ဒီကနေ့မေးစရာရှိတာကကေတင်ချင်းမရသေးတဲ့သူဘာကြောင့်တလောက်များတာလဲယေရှုခရစ်တော်ကလူသားရဲ့အတွက်လဝါကားတိုင်းမှာစတေးသွားပြီးအပြစ်တည်ဆောင်သွားပြီးဆိုရင် လောကလူသားတွေဘာကြောင့်ဒီကနေ့တလောက်များများကေတင်ချင်းမရသေးတာလဲအဖေကအင်မတန်ရှင်းပါတယ်ယေရှုခရစ်တော်ကိုမိမိကေတင်ပိုင်ရှင်အဖြစ်မယုံကြည်ရသေးလို့ပါ ဘာနဲ့တူလဲဆိုတော့အိမ်တဲ့အိမ်မှာလက်ဆောင်လာပေးတယ်လက်ဆောင်လာပေးတဲ့အခါမှာတကားဝါကနေအိမ်ရှင်တို့ဆိုပြီးမှလက်ဆောင်ပေးတဲ့အခါမှာအိမ်ရှင်ကလမ်းမယူလို့ရှိရင်လက်ဆောင်ကရမှာမဟုတ်ပါဘူးဒီတိုင်းမှာပဲဖယားသခင်ကကျွန်တော်တို့ကိုပါဖြစ်လေကေတင်ချင်းပြုတ်ခဲ့ပေးပြီးပြီးပေးပြီးပြီးကျွန်တော်တို့ကလမ်းမယူဘူးဆိုလို့ရှိရင်ရမှာမဟုတ်ပါဘူးအဲ့ဒီလမ်းယူခြင်းကဘာကိုပုံဆောင်လဲဆိုတော့ယုံကြည်ပါတယ်ဆိုတာတစ်ခုပဲလို့တယ် ယေရှုခရစ်တော်ကိုမိမိကိုယ်တိုင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပါတယ်ဆိုတော့အဲ့ဒီဟာကဘာကိုပုံဆောင်လဲဆိုတော့ကယ်တင်ခြင်းယေရှုတရားကိုလမ်းယူလိုက်တာ ਨੇ တူပါတယ်။ဒါကြောင့်ဖခင်သခင်ကလူသားတိုင်းအားလုံးကိုကယ်တင်ခြင်းပေးပြီးပြီ။ဒါပေမဲ့လူသားတိုင်းအားလုံးကဘာကြောင့်မရသေးလဲဆိုလမ်းမယူသေးလို့ဖြစ်တယ်။ယုံကြည်ပါတယ်ဆိုတော့ဆုံးဖြတ်ချက်မချကြလို့ဖြစ်တယ်။နားမလည်လို့ဖြစ်တယ်။ဒီတိုင်းပဲဖခင်သခင်ကကျွန်တော်တို့ကိုခွင့်လွှတ်ပေးပြီးသားပဲနားလည်လားမသိဘူးနော်။ ဘုရားသခင်ကကျွန်တော်တို့ခွင့်လွတ်ပေးပြီးသားပဲကျွန်တော်တို့အပြစ်မဝင်ချခင်တည်းကခွင့်လွတ်ပေးပြီးသားဒါပေမဲ့နောင်တတရားနဲ့စစ်မှန်တဲ့ဝင်ချခြင်းအားဖြင့်ရယူရတာဖြစ်တယ်နောင်တတရားနဲ့ကျွန်တော်ခွင့်လွတ်ခြင်းကိုရယူပါမယ်ဆိုတဲ့အဲ့ဒီစိတ်ထားအားဖြစ်တာလင်ဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကိုရရှိမှာဖြစ်ပါတယ်နောင်တမရတဲ့သူကမဝင်ချတဲ့သူကငါကဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကိုမလိုအပ်ဘူးဆိုတာနဲ့အတူတူပါပဲဒါကိုနားလည်မယ်လို့ထင်တယ်နော် တမာကျင်းစာကိုကျွန်တော်တို့နည်းနည်းလေးကြည့်အောင်လိုရင်းတူရှင်းလေးကြည့်အောင်เนาะကျွန်တော်တို့ဘောပဲနဲ့စာရွက်လေးပါမယ်ဆိုရင်မှတ်ထားလို့ရတယ်တမာကျင်းစာထဲမှာ အပြည့်ဝချဖို့တာတကားတွေအများကြီးချပြထားတာကိုကျွန်တော်တခုချင်းနည်းနည်းလေးရှင်းပြမယ်လိုရင်းတူရှင်းလေးနံပါတ်၁တခုကဝိုးပြူရချမ်းခန်းကြီး9အငယ်၄ကနေ9မှာအေးတီလာလူမျိုးတွေဖရားရဲ့လူလို့ခေါ်တယ်အဲ့ဒီလူတွေကိုဖရားရဲ့လူတွေအမားလုံးမိရင်ဝင်ချတောင်းပန်ရပါတယ် ဒါဖရားရဲ့လူတွေနော်တနည်းအားဖြင့်ပါကိုပုံဆောင်လဲဆိုကေတင်ချင်းရတဲ့သူတွေအားနေမိရင်ဝန်ချတောင်းပန်ရဝုပြူရချမ်းခန်းကြီး9ငွေ6ကနေ9မှာရှာဖတ်ပါနံပါတ်1ဖရားသခင်ရွေးကောက်တဲ့ဒါဝိတ်မင်းကြီးโอเคဒါဝိတ်မင်းကြီးကကေတင်ချင်းရလားမရလားအားလုံးသဘောပေါက်မယ်နော်အနေနဲ့အများအားလုံးသဘောပေါက်မယ်ဖျားသခင်စိတ်တော်နဲ့တွေ့တဲ့ဒါဝိမင်းကြီးဖြစ်တယ်ကဲတင်ချင်းမရစရာအကြောင်းမရှိဘူး तू ကဲတင်ချင်းရပြီးသားလူဖြစ်တယ် ဒါဝိတ်မင်းကြီးပါအပြစ်လုပ်ခဲ့တာလေတိလားဒါဝိတ်မင်းကြီးသူ့မယားကိုပြစ်မာတယ်ပြီးလို့ရှိရင်သူ့ယောက်ျားသူများယောက်ျားတိမာဆိုလို့သူများယောက်ျားကိုလည်းတတ်ပြစ်လိုက်တယ်သူများယောက်ျားကိုတတ်ပြစ်လိုက်မှသူများမယားကိုတိမ့်ပိုက်တာဘလောက်ပဲလားဆိုမဟုတ်ဘူးဒီကိစ္စကိုဖုံးကွယ်ထားတယ်ဘရင်တယောက်ဖြစ်ပြီးမှတနည်းအားဖြင့်တရားသူကြီးတယောက်ဖြစ်ပြီးတော့မှကိုယ်တိုင်အပြစ်လုပ်ပြီးကိုယ်တိုင်ဘာဖြစ်လဲကျူးလွန်ပြီးမှကိုယ်တိုင်ဖုံးကွယ်ထားတဲ့သဘောအင်မတန်ကြီးမားတဲ့အပြစ်နော်အဲ့ဒါကိုဟုတ်တယ်လို့နဲ့သူ့အတူ ဘသူမှမသိတယ်လို့သူကသူနေတယ်ဘသူသိလဲသိလားဖယားသခင်သိတယ်ဒါကြောင့်ဖယားသခင်က prophet နာသန်ကိုလာပြီးတော့မှသူပြောခိုင်းတယ်နင်ဖယားသခင်ကိုပြစ်မှားပြီဆိုတဲ့အကြောင်းပြောတဲ့ခါမှာဖယားဖယားရွေးကောက်တဲ့ဒါဝေးကကျေးဇူးတော်ပဲဆိုပြီးမှထချီးမွမ်းလာ no 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 မဟုတ်ပါဘူးဖယားရွေးကောက်တဲ့ဒါဝေးကမိမိအပြစ်ကိုတီးတွားတဲ့ခါမှာအာဖယားသခင်တီးနေတာပဲဆိုပြီးတော့မှအပြစ် အပစ်ကိုဝန်ချနောင်တရချစ်ချင်းကြည်ကွဲဝန်နေမှာနောင်တရခဲ့ဒီအကြောင်းကိုဖတ်ချင်တယ်ဆိုလို့ရှိရင်နေရခန်းကြီးစနစ်အငယ်73ကနေစာဖတ်ကြည့်ပါโอเคနေရခန်းကြီးစနစ်အငယ်73ကနေစာဖတ်ကြည့်ပါနံပါတ်3တခင်ယေရှုခရစ်တော်ကိုယ်တိုင်တပည့်တော်တွေကိုအပြစ်ဝန်ချတတ်ဖို့တုံသင်ထားပေးတယ်အခုကျွန်တော်ပြောနေတာကတမန်ကျမ်းစာထဲကနေယုံကြည်သူခရစ်ယာန်တွေကိုအပြစ်ဝန်ချဖို့ရန်အတွက်ဖော်ပြထားတဲ့တာဒဂါတွေကိုကျွန်တော်ဖော်ပြနေတာဖြစ်တယ် သခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုတိုက်ဆူတောင်းချက်တင်ပေးတဲ့အခါမှာကျွန်တော်တို့ဒီသူတပားအပြစ်များကိုလွတ်တကယ်လို့ကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်တော်မူပါလို့သခင်ယေရှုခရစ်တော်ကတပည့်တော်ရဲ့ဆူတောင်းချက်တွေကိုတုံတင်ပေးတယ်။မြေလို့ဆူတောင်းတဲ့အခါမှာဒီလိုဆူတောင်းပါတဲ့။အဲ့လိုကောင်းကင်ဘုံနဲ့ရှိတော်မူတော့ကျွန်တော်တို့ရဲ့အဖအဲ့ဒီဟာအထဲမှာစကားသခွန်ပါတာခုနအပြစ်ဝန်ချတဲ့ဆူတောင်းချက်တစ်ခုပါတယ်။သခင်ယေရှုခရစ်တော်ကယေတပည့်တော်တွေအပြစ်ဝန်ချတတ်ဖို့တုံတင်ပေးခဲ့တယ်။ တပိတော်ဆိုတာဘာတူလဲယုံကြည်သူတွေလေကေတင်ချင်းရထားတဲ့သူတွေလေမယုံကြည်သူတွေမဟုတ်ဘူးတပိတော်တွေကယုံကြည်ပြီးမှသခင်ယေရှုနောက်လိုက်တဲ့သူတွေလေသူတို့ကိုအပြစ်ဝင်ချတတ်ဖို့ယေရှုတုံတင်ထားတယ်နားလည်ပါနောက်ပြီးတော့မှအခုဒီပါလေပထနာတော်ကိုဖတ်ချင်တယ်ဆိုရင်ရှမတဲခန်းကြီး6အငယ်7ကိုတော့ဖတ်ပါအဲကနေအရှိနောက်မှာပါပါတယ်နောက်တစ်ခုကရှင်လုကာခရစ်ယာန်ခန်းကြီး15အငယ်23မှာ တားမိုက်နောင်တဥပမာထဲကအဖေကလေခွင့်လွတ်ပြီးသားဆိုပေမဲ့တားမိုက်ကအမားကိုဝန်ချတောင်းပန်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်တားမိုက်နောင်တာအဖေကတော့ခွင့်လုတ်ပြီးသားပဲဒါပေမဲ့တားမိုက်နောင်တာကအမားကိုလုံမိပြီဆိုတဲ့အကြောင်းဝန်ချတောင်းပန်တယ်။ဟိုးပျော်လိုက်တာအဖေရဲ့အဖေခွင့်လုတ်ပြီးသားနားလေတယ်ဆိုတော့ပိုင်ဆိုးပိုင်နဲ့အိမ်ထဲမှာဝင်လာကြည့်ပါလားအဖေဘလို့မြင်မလဲ။ဘေးကလူဘလို့မြင်မလဲ။ဒီကနေ့ယုံကြည်သူတွေလည်းဒီတိုင်းပဲမားပြီဆိုရင်တောင်းပန်ရမယ်။ရှင်းပါတယ်နော်။နောက်တစ်ခု ရှင်ရကုတ်ကသူ့ရဲ့စာဆောင်ထဲမှာရှင်ရကုတ်ဩဝါဒစာခန်းကြီး9ငယ်16ထဲမှာဘလို့ရေးထားလဲဆိုတော့ယုံကြည်သူတွေတဲ့ပြစ်မမိအပြစ်ဝင်ချဖို့သူတုံတင်ထားတယ်ဖတ်ကြည့်ပါနော်နောက်ပြီးတော့မှတိရောခန်းကြီးတိအငယ်10ကနေကိုဒီကနေ့ကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာထဲမှာလဲရှင်းရှင်းလင်းလင်းဖော်ပြထားတယ်အပြစ်ဝင်ချတောင်းပန်ဖို့ယုံကြည်သူတွေကိုနော်ယုံကြည်သူတွေကိုနောက်ပြီးတော့မှပူရှင်းလင်းတာတစ်ခုရှိသေးတယ်တမန်တော်ရှင်ပေတရု ကြက်မတွန်မီ၃ကြိမ်သခင်ယေရှုခရစ်တော်ကိုညင်းပယ်ခဲ့တာအားလုံးနားလည်မယ်နော်အဲ့ဒါအားနေလို့အပြစ်ပြုမိတာပဲမဟုတ်ဘူးလားအားနေပြီးအပြစ်ပြုမိတဲ့အခါမှာပေတရုကပျော်နေသလားငိုပြီးမှနောင်တရသလားရှင်မသက်ခရစ်ခန်းကြီး26ငယ်84မှာကြည့်မယ်ဆိုရင်အပြစ်လုံမိတဲ့ပေတရုအားနေမိတဲ့ပေတရုက နောင်တရငိုကြွေးခဲ့တယ်ပြီးရင်သူ့အမားကိုဘုရားသခင်ခွင့်လို့ဖို့ တခင်ယေရှုစီမှာအရောက်သွားတောင်းပန်ခဲ့တယ်။ရှမတဲခန်းကြီး26ငွေ84ကိုဖတ်ကြည့်ပါနော်။နောက်တစ်ခုပြောမယ်။ဗျာဒိတ်ကျမ်းမှာလေဗျာဒိတ်ခန်းကြီး3ငွေ19မှာ လောဒီကီအတင်းတော်ကိုစာရေးပေးတဲ့အခါမှာလောဒီကီအတင်းတော်ကယုံကြည်သူတွေရဲ့အပြစ်ကိုနော်နောင်တရဖို့တခင်ယေရှုတတိပေးခဲ့တယ်နော်။ယုံကြည်သူတွေကိုပြောတာနော်အခုကယ်တင်ရှင်းရထားတဲ့သူတွေကိုစာရေးပေးတာနောင်တရဖို့လိုတယ် ယုံကြည်သူတွေကနှောင်တရဖို့မလိုဘူးမထင်နဲ့နော်အမြဲတမ်းနှောင်တရနေရတာနေ့ရက်တိုင်းကျွန်တော်အားနေတတ်တယ်ဒါကြောင့်အနေ့ရက်တိုင်းကျွန်တော်တို့နှောင်တရပြောင်းလဲနေရတာတခါပဲပြောင်းလဲရင်တတ်သိခံနေတယ်အာကျွန်တော်ဘလို့ပြောင်းလဲလာလဲတတ်သိခံနေတာကောင်းတယ်အဲ့ဒါကကေတင်ချင်းပိုင်းလေခရိယံတတပိုင်းမှာလည်းအမြဲတမ်းပြောင်းလဲနေတတ်ဖို့လိုတယ်ဒါကိုနားလည်မယ်နော်နောက်တစ်ခုကနှစ်ကောခန်းကြီးခွန်အငယ်30ကနေ7မှာ နိကောခန်းကြီးခွန်အငယ်30ကနေ7မှာရှင်ပေါလုကကောရိန္သုအသင်းသားအသင်းသူအသင်းသားတွေကိုစာရေးပေးတဲ့အခါမှာယုံကြည်သူတွေကိုစာရေးပေးတာဖြစ်တယ်။အပြစ်ပြုမိပြီးမှဝန်내ခြင်းနောင်တရခြင်းနဲ့ဝန်ချခြင်းဟာဘုရားသခင်ရဲ့အလိုတော်ဖြစ်ကြောင်းနိကောခန်းကြီးခွန်ငယ်30ကနေ7မှာဖော်ပြထားတယ်ဖတ်ကြည့်လို့ရတယ်နော်။နောက်ဆုံးစာလံနဲ့တုတ်တန်ကျန်းတွေမှာတော်ဖတ်ကြည့်ပါစာလံကျန်းနဲ့တုတ်တန်ကျန်းဖတ်တဲ့အခါမှာအော်အပြစ်ဝင်ချတဲ့ကျန်းပိုက်တွေအများကြီးတွေ့ရမှာဖြစ်ပါတယ် တနည်းအားဖြင့်ဘုရားသခင်ကိုမယုံကြည်တဲ့သူရေးတော့မဟုတ်ဘူးစာလံတုတ်တန်ဆိုတာဘုရားသခင်ရွေးကောက်တဲ့ prophet တွေဘုရားသခင်ရွေးကောက်တဲ့သူတွေတနည်းအားဖြင့်ယုံကြည်သူတွေရေးထားတဲ့ကျမ်းစာတွေဖြစ်တယ်စာလံတုတ်တန်ဆိုတာတန်ရှင်တော်ဝိညာဉ်တော်ရဖွင့်ပြမှုအဖြစ်ဆိုတော့သူတို့ကအပြစ်ဝင်ချနေတဲ့ကျမ်းချက်တွေကိုရေးထွက်လာတယ်ဆိုတာဒီကနေ့ယုံကြည်သူတွေလည်းအပြစ်ပြုမိရင်အပြစ်ဝင်ချတောင်းပန်ရမယ်ဆိုတာလုံးဝလုံးဝငင်းခုန်စရာမရှိတဲ့အရာဖြစ်တယ် ဘာကြောင့်ကြမ်းချက်တွေဒီလောက်များများယူထွက်လာပြီးတော့မှအားလုံးကိုတိတိကျကျကျွန်တော်တွန်တင်နေလဲဆိုတော့ဒီကနေ့ကျွန်တော်မြန်မာပြည်ထဲမှာလည်းအပြစ်ဝင်ချဆရာမလို့တော့ဘူးဆိုတဲ့အဖွဲ့တွေများတစ်ထက်များလာပါတယ်။တရရဲ့တချင်ချင်းကြလို့ရှိရင်တင်းရဲ့နာထဲမှာဟာဘုရားသခင်ကငါတို့ရဲ့အပြစ်ကိုအားလုံးခွင့်လုပ်ပြီးပြီငါတို့ဝင်ချဆရာမလို့တော့ဘူးလို့ပြောလိုက်ရင်တတိထားပါ။ဆရာရဲမင်းရဲ့ဝင်ငှားချက်လေးကိုတတိရပါ။တမာကျင်းစာထဲမှာဖော်ပြထားတဲ့အရာတွေကိုတတိရပါ။ ။ဘာကြောင့်လဲဆိုတော့ယုံကြည်သူကကဲတင်ချင်းပိုင်းမှာကဲတင်ချင်းထက်ရဖို့အပြည့်ဝချစရာမလိုဘူးဆိုပေမဲ့အတ္တတာပိုင်းမှာအမြဲတမ်းအပြည့်ဝချနေရတဲ့သူဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်အားနည်းတတ်တယ်။ဒါကိုနားလည်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ဒီမှာပဲအထူးဝင်ကသွားချင်ပါတယ်။ဒီမှာပဲကျွန်တော်ရက်နာတွားပါမယ်။ဒီကနေ့ကျွန်တော်တို့ယုံကြည်သူတွေအတ္တမှာအပြစ်လုံးမိပြီဆိုရင်ဝန်ချတောင်းပန်ဖို့ကတမာကျင်းစာရဲ့တုံတင်ချက်မိမ့်မာချက်ပဲဖြစ်ပါတယ် အပြစ်လို့မိရင်ဝန်ချတောင်းပန်ဆရာမလိုဘူးဘုရားသခင်ကခွင့်လွှတ်ပြီးသားမို့ကျေးဇူးတော်ချီးမွမ်းပြီးပျော်ရွှင်ပါဆိုတဲ့တုံတင်ချက်ကတော့တမာကျန်းစာရဲ့ကျန်းသဘောမဟုတ်ပဲနဲ့ဒီကနေ့အယူလွဲတွေရဲ့အာဘော်တခုတာဖြစ်သေးဆိုတဲ့အကြောင်းကိုကျွန်တော်ခွန်အားပေးရင်းနဲ့ညှိကုံချုပ်လိုက်ပါတယ်ကျွန်တော်တို့အတ္တတာထဲမှာအားနေတိုင်းမှာအပြစ်ဝန်ချပါလို့ကျွန်တော်ခွန်အားပေးရင်းနဲ့ညှိကုံချုပ်လိုက်ပါတယ် တကယ်လို့ကိုကိုတိုင်းစုတောင်းအပြည့်ဝချတာတိတ်မထီရောက်ဘူးထင်တယ်ဆိုလို့ရှိရင်လေဆရာတို့ကိုခေါ်လို့ရတယ်ဆရာတို့ကနေတဆင်အပြည့်ဝချစုတောင်းပေးလို့ရတယ်ဆိုတဲ့အကြောင်းပြောချရင်းနဲ့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖရာသခင်တာ၍ကောင်းကြီးပေးပါစေတော့အာမင်